ဟောအဲ့လိုဖန်လေးတဲ့နေရာမှာအမှတ်တရရရတော့အများကြီးပေါ့အာအမှတ်တရရတဲ့မှာမှာဒီမှာကျွန်တော်ရဲ့သဘင်ပေါ့သဘင်ကြီးသဘင်ကြီးကဟိုနားညက်လိုက်ဒီနားညက်လိုက်ဘာကင်မန်းအောင်မလို့အဲ့ဒါတော့အမှတ်တရရတဲ့ပေါ့အမှတ်ရရပေါ့ဗျာဒါတော့လွန်တာပေါ့ဗျာမိမဖြစ်ပြီးသမင်းဟင်းမချက်တတ်ဘူးတဲ့ဒီမှာအတင်းပြင်းရတော့အရက်တကလည်းပြီးနှက်စတော့ပြောတယ်မိမသူတို့အဲ့လိုညူညင်မှာအဲ့လိုထင်ပါဘူးကျွန်တော်ရမ်းကြောက်တာ ဘာလို့လဲဆိုတော့ကျွန်တော်ကသူတို့လောင်မြောင်လို့တဲ့စိတ်နဲ့ဒီလိုဆော့ခဲ့တာမဟုတ်ဘူးလေကျွန်တော်သူတို့ရန်လဲလေးစားတယ်ရန်လဲချက်ခင်တယ်ဒီလိုဆော့တယ်ဆိုတာလေကျွန်တော်ကကျွန်တော်ရဲ့ပြည့်ကျွန်တော်ပြည့်တက်ဆိုနည်းနည်းကြည့်တော့မယ်ပေါ့ကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်ရဲ့ဖန်တွေကျွန်တော်ရဲ့တငယ်ချင်းတွေကိုပျော်စေခြင်းနဲ့စိတ်ဆန္ဒမျိုးလေးနဲ့ဒီလိုမျိုးဆော့ခဲ့တာဒါပါ တကယ်ဆိုရင်ဟိုကကလို့ကျမနဲ့ကိုတာဒီနဲ့ချစ်သူတွေပါကျမကိုတာဒီကိုအရင်ချစ်ပါလေကျမကိုတာဒီနဲ့လက်ထပ်ပါပါကိုတာဒီနဲ့ခေါ်ရလိုက်တယ်မို့ဘောပါအောင်ခေါ်ခိုင်းလိုက်တာပါအဲ့တော့သူကြီးနဲ့ရှယ်ပါမကြီးလို့မပြောတာလေကျွန်တော်ကဒီအမှုပညာကိုအရန်ဟောဝါရဏပါတော့ကျွန်တော်စူးစမ်းတယ်စိတ်ကောကိုရောနှစ်ပြီးတော့မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတော့စိတ်ကိုတွေးထားပြီးတော့ ကျွန်တော်ရန်ကိုကြိုးစားပါတယ်ကမဖြစ်ဖြစ်အောင်လုပ်တယ်အဲ့တော့ဒီ item တွေကတက်နိုင်ဆုံးနီးစပ်ပြီးအဲ့လိုမျိုးတွေတူသွားတာလည်းဖြစ်တာပေါ့ကဟုတ်ပိုးနေမပြောနဲ့မကျင်တတ်တာမင်းမလားညောရှောက်ပြီးလည်းညုံမထုံးနဲ့ဒီဒီစီမင်းလိုချင်နေတာမလားမိမကိုလှုပ်ပြီးတော့ယူခိုင်းတယ်။ဒီကမပေးတော့ဟိုကောက်လှုပ်လိုက်တယ်။နာနာနဲ့ကြောက်လာတယ်။ အဖေကျွန်တော်တော့တကယ်မချစ်ဘူးဆိုတာကျွန်တော်သိတယ်။ဒီကျန်တဲ့နာလေးကိစ္စလည်းအဖေသူများပေါ်မှာညက်ပတ်ခဲ့တာ။ပွဲပြတ်နေကျွန်တော်သိတယ်။အကုန်လုံးနဲ့လူရယ်လို့ထင်တာပဲ။ဟုတ်တယ်လေ။ကိုကိုရောထင်လိုက်တာပဲ။စတာပါ။အော်ကျွန်တော်ကအဲ့လိုဘသူနဲ့တူတယ်လို့ကိုကိုအဲ့လိုပြောကြီးတော့မတွေးဘူးပါဘူး။တကယ်ချင်းနေရာတော့အကုန်လုံးနဲ့တူရယ်လို့ပြောတာပဲ။မြောက်ပင်နေရာလားတော့မသိဘူး။လုံးဝကားလို့မရဘူး။မယူပါနဲ့။ဒီမိန်းမကိုမယူပါနဲ့။ ထောင်ချောက်တွေဆင်ထားတာပြောလို့ကိုမရဘူးဟုတ်ဘူးလေရေချိုးရအပြည့်စီလုံးဝမလို့ကျတော့အခုလိုချင်မလားလေဘောကစားကောင်းနေနဲ့အခုလိုချင်သွားပြီပန်းမင်းတို့မျိုးမျိုးပဲဟိုအဲ့လိုဖန်လေးတဲ့နေရာမှာအမှတ်တရရရတော့အများကြီးပေါ့အော်အမှတ်တရရတဲ့မှာမှာဒီမှာကျွန်တော်ရဲ့သပင်ပေါ့သပင်ကြီးသပင်ကြီးကခုနကညှက်လိုက်ဒီနားညှက်လိုက်ဘာကင်မန်းဝင်ပြီတော့အဲ့ဒါတော့ အမတ်ရရတယ်ကောအမတ်ရရပေါ့ဗျာဒါတော့လွန်တာပေါ့ဗျာမိမဖြစ်ပြီးသမင်းဟင်းမချက်တတ်ဘူးတဲ့ဒီမှာအတင်းပြင်းကြတော့အရက်တကလည်းပြီးနဲ့စတော့ပြောတယ်မိမဘလို့စိတ်ကုန်မကောင်းတယ်လေဟမ်အမတ်ရရတွေမှာမှကျွန်တော်မန္တလေးကိုငလင်းဘေးတစ်ပြည်သူတွေတို့ပြီးတော့လှူတော့ကျွန်တော်ကမြင်တော့ဟာဟိုမှာကိုဦးပြောတဲ့တူကြီးဆိုပြီးတော့အားရပါရဟောဝိုင်းပြီးတော့ message ကြ ာတမုန်နေရကြပေါ့အဲ့ဒီအချိန်မှာသူတို့မှာအပူတွေတော့ကနေလေအဲ့လိုဖြစ်နေတဲ့အချိန်မှာတော့မှကိုယ်မြင်လိုက်လို့အဲ့လိုမျိုးကြီးမိတ်ဆက်ကြတပုန်တွေရိုက်ကြနှုတ်ဆက်ကြဆိုတော့ပီတိဖြစ်ရတာပေါ့။အော်သူတို့ဒီလိုတွေဖြစ်နေတဲ့အချိန်မှာတော့မှကိုယ်မြင်လိုက်ရလို့သူတို့ပျော်ရှင်ပျော်ရွှင်သွားကြပါလားဆိုပြီးတော့ကျွန်တော်ရမ်းကိုပီတိဖြစ်ခဲ့ရပါတယ်။အဲ့ဒါအဲ့ဒါပေါ့အမတ်တရားတွေကနေပြီးတော့မမေ့နိုင်တဲ့အမတ်တရားလေးပါ။ ရှိခဲ့တာပေါ့ဗျာသူတို့အဲ့လိုညုံညင်မှာအဲ့လိုထင်မှာ ਉਹ ကျွန်တော်ရမ်းကြောက်တာဘာလို့လဲဆိုတော့ကျွန်တော်ကသူတို့ကိုအဲ့လိုလှောင်ပြောင်လို့တဲစိတ်နဲ့ဒီလိုဆော့ခဲ့တာမဟုတ်ဘူးလေကျွန်တော်သူတို့ကိုရမ်းလဲလေးစားတယ်ရမ်းလဲချက်ခင်တယ်ဒီလိုဆော့တယ်ဆိုတာလေကျွန်တော်ကကျွန်တော်ရဲ့ပြည့်ကျွန်တော်ပြည့်တက်ဆိုနည်းနည်းကြည့်ရမယ်ပေါ့ကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်ရဲ့ fan တွေကျွန်တော်ရဲ့တငယ်ချင်းတွေကိုပျော်စေခြင်းနဲ့စိတ်ဆန္ဒမျိုးလေးနဲ့ဒီလိုမျိုးဆော့ခဲ့တာဒါပါ ကျွန်တော်အဲ့တုန်းကဆိုလို့ရှိရင်အဲ့လိုတော်တော်လည်းမစောပြေဘူးကျွန်တော်တချို့ကွန်မတ်တွေကလည်းအမင်းအစိုးရတို့တွေကိုလောင်ပြောင်နေတာလားစော်ကားနေရလားဆိုပြီးတော့အမတ်နဲ့အမတ်နေလည်းရှိပါတယ်တချို့ဆိုလို့ရှိရင်စဲတောင်စဲပါတယ်ဒါပေမဲ့ကျွန်တော်သူတို့ကိုဘာမှမတုတ်ပြန်ခဲ့ပါဘူးအဲ့ဒီအချိန်မှာကျွန်တော်မစော်ပဲကျွန်တော်ခဏနားထားပါလိမ့်မယ်နောက်တော့စူတော်တွေ အနုပညာရှင်တွေကိုယ်တိုင်ကနေပြီးတော့ဟာညီလေးဒါလေးကိုဒါလေးကိုဆော့ပေးပါဆိုပြီးတော့လာပြီးတော့အားပေးတာပေါ့အဲ့လိုမျိုးလေးလောက်ခိုင်းတော့အဲ့ချိန်မှာကျွန်တော်ပြန်ပြီးတော့အားတတ်သွားတယ်အားနဲ့ကျွန်တော်ဟိုတူဘလိုပဲဖြစ်နေနေဆော့မယ်ဆိုပြီးတော့ဆက်ပြီးတော့ဆော့တယ်အခုနောက်ပိုင်းတော့အဲ့လိုစဲတဲ့မှန်နေရောအဲ့လိုမှန်နေရောမရှိတော့ပါဘူးအားလုံးကလည်းကျွန်တော်နားလဲပေးကြပါပါတယ် အဲ့ဒါကျွန်တော်ပထမအစူတော်ရီတဲ့ပုံစံတွေကိုလိုက်ပြီးတော့လှုပ်တယ်လှုပ်တော့မရှိတဲ့လောက်ဂုံတလောက်ဖြစ်သွားတယ်ခင်ဗျာဟုတ်အဲ့ဒီချိန်မှာ စိတ်ကူးလေးတစ်ခုကကိုယ့်ရဲ့ငွေချင်းတွေကိုလည်းပုံစံအမြင်ဆန်းလေးဖြစ်စေချင်တာလည်းပါတယ်နောက်တစ်ခါဒီအစိုးရတွေကလည်းကုံတလောက်ဖြစ်သွားတာလည်းပါတာပေါ့အဲဒီကျွန်တော်စဉ်းစားတော့အာမင်းမင်းမင်းသားရဲ့ပုံမျိုးကိုလိုက်ပြီးတော့လုပ်ကြည့်မယ်အဲ့မှာကျွန်တော်အဲ့လိုမျိုးလေးတွေးပြီးတော့စာလုပ်ဖြစ်သွားတာပါခင်ဗျာ တကယ်ဆိုရင်ဟိုကကတော့ကျမနဲ့ကိုတာဒီနဲ့ချစ်သူတွေပါကျမကိုတာဒီကိုအရင်ချစ်ပါလေကျမကိုတာဒီနဲ့လက်ထပ်ပါပါကိုတာဒီနဲ့ခေါ်ရလိုက်တယ်ဘောပါအောင်ခေါ်ပေးလိုက်တာပါအဲ့တော့သူကြီးရဲ့ရှယ်ပါမကြီးတော့မပြောတာလေဟိုကကတော့ကျမကြီးတော့ပြန်လာလေတာဒီညီမလေးဝင်းကြီးသားပါတာဒီညီမလေးဟို အော်အဲ့ဒီအမှတ်တရတော့ကျွန်တော်ကိုစူတီးရဲ့ပုံစံကိုရိုက်တော့အမှတ်စဖြစ်ခဲ့တာပေါ့အဲ့မှာကိုစူတီးကသူကမြခုံးမွေးကအရန်ထူတော့မှကျွန်တော်မြခုံးမွေးကအလောက်မထူဘူးလေအာကျွန်တော်ဟိုအိုမဲပေါ့အိုမဲနဲ့အိုမဲပဲလုပ်စရာရှိတာကိုအာအိုမဲလုပ်မယ်ဆိုပြီးတော့ကျွန်တော်ကျွန်တော်ရဲ့ဒီဒါကျွန်တော်တုံးနေကြပေါ့နော်ကျွန်တော်တုံးနေကြ ်ညခုံးမွေးပေါ့ညခုံးမွေးဆိုတဲ့အိမ်ပေါ့အဲ့လိုအမှတ်တရမျိုးလေးရှိရပါတော့အားနဲ့ကျွန်တော်အညခုံးမွေးဆွဲညခုံးမွေးဆွဲပြီးတော့ကျွန်တော်ညခုံးမွေးကိုတစ်ခါပြန်ပြီးတော့လက်ကလေးနဲ့ရေစွတ်ပြီးတော့ပုံဖော်တာပေါ့အဲ့ဒါတော့အမှတ်တရပါပဲဟုတ် ဟုတ်ပါတယ်ဘယ်လို့မဆိုဝါရဏအရင်ငံမယ်လေကျွန်တော်ကဒီအမှုပညာကိုအရန်ဝါရဏပါတော့ကျွန်တော်ကြိုးစားတယ်စိတ်ကောကိုရနှစ်ပြီးတော့မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတော့စိတ်ကိုတွေးထားပြီးတော့ကျွန်တော်ရန်ကိုကြိုးစားပါတယ်ခါမဖြစ်ဖြစ်အောင်လုပ်တယ်အဲဒီတော့ဒီ item တွေကတက်နိုင်ဆုံးနှိစက်ပြီးအဲ့လိုမျိုးတွေတူသွားတာလည်းဖြစ်တာပါခါဟုတ် ဘဲသွားမလို့လေပန်းဒီနေ့တအားလှတာပဲကျမကိုကျမလှတာသိတယ်လှုပ်ဆရာလေးရှိလို့သွားလာဘူးဩနေပါဦးလုံးမလို့လဲတားမဲ့လူတယောက်မှမရှိဘူးမကြခင်လက်ထပ်တော့မယ်အောင်ကျမကရှင့်ကိုလက်ထပ်ပါမယ်လို့ကျမပါဇက်ကတခုံးမှမပြောရသေးဘူးကွာမျက်စံ စဉ်းစားနေတော့မှရှိတာကျမလက်ကိုလှုပ်ပါမိုက်လိုက်တာပန်းဦးရဲ့ပန်းဦးတကယ်စဉ်းစားရမှာမင်္ဂလာဆောင်လို့ရှိရင်ဘလောက်ဒီအလားဆုံးပြင်မဲ့စင်မဲ့ဘယ်အဓိကထားပြီးစဉ်းစားရမှာဒီတခါတော့ပန်းဦးကိုတနာလို့လှုပ်ပေးလိုက်မယ်နောက်ဆိုရင်တော့ဒီကအောင်မျက်စံကြီးကပန်းဝဲလက်ကိုမလွတ်တန်းကိုကင်ထားမှာဒီပုံစံနဲ့အမြဲတမ်းတော့ဒီတော့ပါဘူးကျွန်တော် ဆက်ပြီးတော့ဒီစမ်းလေးတွေဖြစ်အောင်ကျွန်တော်စဉ်းစားထားပါတယ်ကျွန်တော်ကြိုးစားတော့မှာပါနိုင်ငံခြားအမှုပညာရှင်တွေရဲ့ပုံစံမျိုးကိုလည်းကျွန်တော်ဆက်လက်ဖို့ရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကိုဆက်ပြီးတော့လည်းအားပေးကြပါဦးလို့ဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်